2025ခုနှစ်အော်တိုဘာလ30ရက်ဒီနေ့တောက်ကြံနေ့အတွက်ခုနှစ်သားမီးအလုံးလို့တဲ့ numerology ဂဏန်းပေတင်ဟောကိန်းအရာဆိုရင်တော့ဒီနေ့ဟာကန်တရားကအခွင့်အရေးကောင်းနေပြည့်မဲ့နေ့ဖြစ်တယ်။31ဆိုတဲ့၄ဂဏန်းဟာမထင်မှတ်ထားပဲတောက်ကြကျုံနဲ့စမ်းရှင်တဲ့အခါမှာခီးတူခီးစမ်းနေသွားရတတ်တယ်၊သတင်းကောင်းနေကြားရတတ်တယ်။မိမိရွေးထားတဲ့ကိစ္စတွေအတွက်အရှိန်အဟုန်ပြင်းစွာနဲ့အောင်မြင်မှုရဖို့နေ့ဖြစ်တယ်။စာချုပ်ချိုးရမှာလေလက်မှတ်ရေးထိုးရမှာလေအောင်မြင်မယ်။လာမယ့် စတလာပိုင်းကောင်းကျိုးချမ်းသာရဖို့အတွက်ဒီလိုနေ့မှာအခွင့်အကောင်းတွေရသွားနိုင်တဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒီလိုနေ့မှာတောက်ကြကြိုးဟာအားကောင်းဆုံးမှရှိနေတာဖြစ်တဲ့အတွက်ခုနှစ်သားမီးအားလုံးကံကောင်းမှုလို့အတွက်ဆိုရင်တော့တီလာရှင်ဆရာလေးကိုငပြောတိမတ်တပိလှူဒန်းပြီးဆူတောင်းခြင်းအားဖြင့်လာမိနိုဝင်ဘာလတလားလုံးတန်အောင်ပင်ကန်တရားရဲ့အခွင့်အကောင်းတွေရပါလိမ့်မယ်ခင်ဗျာဒီနေ့မှာမိရှုတန်းစဉ်ဖွားမြင်ကြတဲ့ရင်သွေးရနာရီအတွက်ကတော့တောက်ကြနေပွားရာသာပွားဇာတာရှင်များဖြစ်ကြပါရဲ့ခင်ဗျာ အထူးသဖြင့်တော့သင်တန်းကိစ္စပညာရေးကိစ္စရှောက်လွှာကိစ္စအင်တာဗျူးကိစ္စတွေအောင်မြင်ဖို့လိုအတွက်ဆိုရင်တော့သီလရှင်ဆရာလေးတစ်ပါးကို အသီးသုံးမျိုးလှူဒန်းပြီးဆူတောင်းလိုက်ပါဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးတို့အတွက်ကုသိုလ်ရရရလမ်းညွန်ပေးရမယ်ဆိုရင်တော့လေးစင်ကြိုင်းထဲမှာခောက်ဆွဲကြော်အပြည့်ထက်ပြီးနီးစက်တဲ့ဘုန်းကြီးเจ้าကိုတွားကပ်လိုက်ခြင်းအားဖြင့်ဒီနေ့တနေ့အတွက်ကံထူးကောင်းသောအခွင့်အမများရလာပါလိမ့်မယ်တနေ့တာလုံးမွေးနေ့ရှင်တွေကောင်းသောအခွင့်အရေးပေါ်လာပါလိမ့်မယ် ဒီနေ့မှာမိရှုသန့်စင်ဖွားမြင်ကြတဲ့ရင်သွေးရနာရီကတော့မာဘုဗေရင်နိယတောက်ကြနေဘွားယာစားဘွားသာတာရှင်တွေဖြစ်ကြပါလေဒီနေ့မှာမွေးနေ့ကြောက်တဲ့မွေးနေ့ရှင်တွေတို့ကတော့တနေ့တလုံးကံကောင်းမှုလို့ကုသိုလ်ရတရားဖြစ်ကြတော့မြတ်စွာဘုရားရှင်ကိုတတ်တတ်လို့ကော်ပြန့်လိုက်တတ်တတ်လို့စမှုစားတတ်တတ်လို့ဟင်းနှရာခဲပွဲဘောစဉ်တို့ကိုလှူဒန်းပြီး ဒီနေ့မွေးနေ့ကုသိုလ်ဖြစ်ဆုတောင်းလှူဒါန်းလိုက်ပါခင်ဗျာနီးစားတဲ့အဖိုးအဖွားတို့ကိုငပြောသီးမဲ့လှူဒါန်းလိုက်ပါခင်ဗျာမိဘဆရာသမားညီကိုမောင်နှမဆွေမျိုးမိတ်ဆွေများအားလုံးတို့တော့ခောက်ဆွဲကြော်ဒါနလှူလိုက်ပါခင်ဗျာဤကုသိုလ်ဖြင့်တစ်နှစ်လုံးကံထူးကောင်းပါလိမ့်မယ်ခင်ဗျာဒီနေ့အကျိုးပေးဆုံးမကဏ္ဍတော့နှစ်ကဏ္ဍခုနှစ်ကဏ္ဍဖြစ်ပြီးတော့ငွေကြေးကံကောင်းဖို့လိုတဲ့ဆိုရင်တော့ခိုးတွေငှက်တွေကိုအစာကျွင့်ပြီးဆူတောင်းအောင်ဖြစ်ပါတယ်နော်ဒီနေ့မှာဈေးခေါ်လက်ခေါ်အစီရင်ဖြစ်ကြတော့မိမိရဲ့ဆိုင်ရှင်းမျက်နှာသားကိုမျက်နှာမူပြီး အေဟိလာဘန်အေဟိဒနန်အေဟိသူခံတို့ရေရွတ်လိုက်ုံဖြင့်ရောင်းပန်းသာဝယ်ပန်းနှပ်ပါလိမ့်မယ်အယောင်ထိုင်းနေတဲ့ကွန်ပျူစီတွေအယောင်သွက်ဖို့အတွက်လည်းဘလဆောင်းတုံးနဲ့တို့ပြီးခောက်ပြီးညိုက်ပြီးဆူတောင်းလိုက်ုံဖြင့်သီသီတန်းသာအယောင်သွက်အယောင်ထွက်သွားပါလိမ့်မယ်အမှုခင်းကြုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုကြုံနေတဲ့သူတို့အတွက်အနောက်ရက်တွေအတိုင်းခိုက်တွေအခက်အခဲတွေလွတ်မြောက်သွားအောင်အမှုကြုံသူနာမည်ကိုတင်မောသီးမဲ့မှာရေးပြီးသီလရှင်ဆရာလေးကိုလှူဒါန်းလိုက်ကြပါခင်ဗျာ ကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ကျမ်းမာရေးညံ့တဲ့သူအတွက်ဓာတ်စာအဖြစ်နဲ့ဒီလိုနည်းမျိုးမှာတံမြာသီးဖြော်ရည်နဲ့ငယ်တောက်ပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ကြပါခင်ဗျာအချစ်ရဲ့မေတ္တာရဲ့အိမ်တော်ရဲ့အစဉ်ပြေဖို့လို့တွက်ကတော့မနဲ့စောစောအုံးရင်တစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးအချစ်ရဲ့အိမ်တော်ရဲ့မေတ္တာရဲ့အစဉ်ပြေပါစေဆူတောင်းလိုက်ပါခင်ဗျာ